ကျမကိုဘီလူလို့ခေါ်လို့ရပါတယ်။ကျမကစူရီယန်မှာမိဘရင်းနဲ့အတူနေတိုင်းနဲ့အိန္ဒိယလူမျိုးသွေးနှောထားတဲ့အနက်ရောင်မင်္ဂလေးတယောက်ပါ။အဖွားလည်းအဲ့ဒီအချိန်ကကျမနဲ့အတူနေထိုင်ခဲ့ပါတယ်။ဒီဖြစ်ရကကျမအသက်9နှစ်လောက်မှဖြစ်ခဲ့တာပါ။ကျမဟာအသက်16နှစ်အရွယ်အမဖြစ်သူနဲ့အခန်းတစ်ခန်းထဲမှာအတူတူအိပ်ခဲ့ပါတယ်။ကျမတို့အခန်းကဒုတိယတန်းမှာရှိတယ်။ ငယ်ငယ်တုန်းကကျမဟာထူးဆန်းတဲ့အရာတွေကိုမကြခဏမြည်ဘူးပဲမဲ့အဲ့အရာတွေကိုဘာမှမထူးကြဘူးလို့ပဲထင်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီညမှာဖြစ်ပျက်ခဲ့တဲ့အရာကတကယ်ကိုမတူခဲ့ဘူး။ကျမကအပေါ်ရက်ကလေးပေါ်မှာအိတ်နေခဲ့ပြီးအမကတော့အောက်ထက်ကလေးမှာညလယ်မှာဘာကြောင့်မှမသိကျမနိုးလာခဲ့တယ်။အခန်းထဲကို အကြည့်လက်ကြည့်ရင်နိုင်ကိုတစ်ချက်ကြည့်လိုက်တော့ည၃နာရီထိုးနေတယ်။ကျမကလင်ကပြတင်းပေါက်ကိုမျက်နှာမူထားပြီးအပြင်ကလေကားထက်မီးအောင်ကြောင့်ပြတင်းပေါက်ကလေးကနေပုံရိပ်တကုံမုံမုံဝဝမြင်နိုင်ခဲ့တယ်။ ကျမပြန်အိမ်မယ်လို့စိတ်ကူးထားပြီးမျက်လုံးမိတ်ဖို့ပြင်နေချိန်မှာပဲအရာကိုမြင်လိုက်ရတယ်။ပြတင်းပေါက်မှာကလေးတယောက်လိုလက်သေးသေးလေးတစ်ဖက်ကအကာရေကနေပြီးထားတာလက်ခွာလေးတစ်ခုကမလုံမရှက်ပြတင်းပေါက်မှာရပ်တန့်နေတယ်။ကျမတကူလုံးထိတ်တန့်သွားပြီးကြောက်လန့်လွန်းလို့တုံရင်လာတယ်။ကျမကခရစ်ယာန်ကျောင်းမှာတက်နေခဲ့တာဆိုတော့ပထမဆုံးလုပ်ခဲ့တာကစာအုပ်မှာပုံပြီးဆူတောင်းတာပါပဲ။ဆူတောင်းလွန်းလို့စိတ်ထဲမှာဘာမှမတွေးနိုင်တော့ဘူး။ မနက်မိုးလေးတော့ကျမမျက်လုံးကချက်ချင်းပြတင်းပေါက်ကစီရောက်သွားပြီမဲ့လက်ရာတစ်ခုမှမရှိတော့ဘူးဒါပေမဲ့အဲ့ဒီမှာထူးဆန်းတာကကျမတို့ကဒုတိယထက်မှရှိတာလေဘသူမှပြတင်းပေါက်အပြင်မှာမတက်ရက်နိုင်စရာအကြောင်းမရှိဘူးကျမဒီအကြောင်းကိုဘသူကမှမပြောပြခဲ့ဘူးခုနှစ်နှစ်တာရှိသေးတဲ့ကလေးတယောက်ကိုဘသူကယုံမှလဲအရင်ညမှာကျမအိတ်ဖို့တုံ့ဆော့နေပေမဲ့အဲ့ရရဲဝင်လိုက်တဲ့ထက်ပြီးညလယ်မှာနိုးလာပြီးဗြေဒင်းဘောက်ကိုကြည့်လိုက်တော့အဲ့ဒီလက်ကလေးကထက်ပေါ်လာတယ်လက်တစ်ဖက်ထဲလက်မောင်းမရှိအရေးမရှိ လက်ဖုံးအားတစ်ခုပဲကျမကအမကိုတူတူခေါ်ပေမဲ့သူက မလှုပ်ရှားဘူးကျမကြောက်လွန်းလို့ဒီကိုယ်လုံးအေးခဲသွားပြီးအိတ်မရတော့ဘူးစာအုပ်မှာပုံပြီးဖယားသခင်ကိုအရာပြောက်သွားဖို့ဆူတောင်းခဲ့တယ်နောက်ဆုံးအိတ်ပြောက်သွားပေမဲ့မနက်မိုးလင်းတော့နေအောင်ကကားထဲမှာဖြတ်ဝင်လာပေမဲ့ကျမစိတ်ထဲမှာထိတ်လန့်နေတော့မယ်အဲ့ဒီညနေမှာကျမအပေါ်တဲ့အိတ်ခန်းမှာအဖွားနဲ့စကားပြောဖို့သွားတယ် သူကကျမပြောတာကိုတယောက်တည်းယုံမယ်လို့ထင်ရတဲ့သူပဲအစပိုင်းမှာသူကတန်ဆရာရှိပေမဲ့ကျမကအသေးစိတ်ပြောလေလေသူကပိုလေးနဲ့စွာနားထောင်လေလေပဲကျမကအဖွားရမင်းကလေးဆိုတော့သူ့ကိုအကုန်ပြောလွယ်ကူတယ်အဖွားကကျမကိုတမချန်းစာအုပ်လေးတောက်ပေးပြီးခေါင်းအောက်မှာထားဖို့ပြောတယ်မိဘတွေကမပြောချင်ခဲ့ဘူးသူတို့ကယုံမှမဟုတ်ဘူးဆိုတာသိထားတာကြောင့်ပဲနောက်ဆုံးပြောလိုက်တဲ့အခါသူတို့ကရေပြီးအိမ်မက်ပဲ မင်းစိတ်ကူးရင်တာပဲအဲ့လိုပြောကြတယ်အဲ့ဒီညမှာကျမတမချန်းစာကိုခေါင်းအောက်ထဲထည့်ပြီးအိတ်ခဲ့တယ်ပထမဆုံးအကြိမ်အဖြစ်အေးချမ်းချမ်းအိတ်ပြော်ခဲ့တယ်လက်မပေါ်လာဘူးညလည်းမှနိုးလည်းမနိုးခဲ့ဘူးအခုကြီးလာတော့ကျမနိုင်ငံရဲ့ဒဏ္ဍာရီတွေအကြောင်းပေါ်သိလာတယ်အဲ့ဒီလက်ကကျမတို့ဒဏ္ဍာရီတွေကဘက်ခရုဖြစ်နိုင်နေဆိုတာသဘောပေါက်လာတယ်။အဲ့ဒါကကလေးပုံစံလေးနဲ့ထူးဆန်းတဲ့သရဝါတစ်မျိုးပါ။ကလေးလိုပုံစံရှိပေမဲ့ကလေးမဟုတ်ဘူး။ဒါပြီးရင်ကျမရဲ့ထူးဆန်းတဲ့အတွေ့အကြုံတွေကပြီးသွားပြီလို့ထင်ရင်မထင်နဲ့အောင်။ဒါကအစပဲရှိသေးတာပါ။ ကျမနာမည်ကကယ်ရိုပါ၂0ခုနဲ့ကျမအသက်၁၄နှစ်မှာဖြစ်ခဲ့တဲ့တကယ်အကြောက်စရာဇာလန်တစ်ခုကိုပြောပြခြင်းပါတယ်အဲ့ဒီအချိန်တုန်းကကျမဟာကွစ်ဆိုတဲ့တိတ်ဆိတ်တဲ့တိုက်ခန်းရက်ွက်မှာနေထိုင်ခဲ့တယ်အဲ့ဒီမှာအဆောက်အုံ၅လုံးရှိပြီးကျမက B အဆောက်အုံရဲ့ပထမထပ်မှာနေထိုင်ခဲ့တယ်ကျမတို့အဆောက်အုံရဲ့တက်တက်မှာ D အဆောက်အုံရှိပြီးအဲ့ဒီမှာကျမကျူရှင်သင်တန်းတက်ဖို့သွားလေရှိတယ်ဒီအဆောက်အုံဘေးမှာတင်းငယ်ပြီးမထင်ရှားတဲ့လုံခြုံရေးတကားတစ်ချက်ရှိတယ် အဲ့ဒီကကအမြင်အမ်းပိတ်ထားပြီးဘသူမှသုံးတာကိုတခါမှမမြင်ဘူးဒီလိုလူတွေရောလုံချွေးသမားတွေရောမိထားသလိုမျိုးခံစားရတယ်ကျမရဲ့နေ့စဉ်ဘဝကဘာမှထူးခြားမှုမရှိဘူးညနေ၄နာရီခွဲလောက်မှကျူရှင်သွားတက်ပြီး၆နာရီခွဲလောက်ဆိုအိမ်ပြန်လာတယ်ဒီကနေဒီအစာအုပ်ကိုလမ်းလျှောက်ရင်းမိနစ်၃၀လောက်ကြာတယ်အရင်အချိန်တွေမှာစိတ်ကူးရင်သားတို့တငယ်ချင်းတွေနဲ့စကားပြောရင်းအချိန်ကုန်တယ်တနေ့ညနေမှကျူရှင်ပြီးတော့တငယ်ချင်းတယောက်နဲ့အတူထွက်လာခဲ့တယ် ကျွန်မတို့ရေမောင်းရင်သူယူလာတဲ့မုံတွေကိုဝေစားနေခဲ့တဲ့ဒါပေမဲ့သူကနောက်ထပ်တန်တန်းတစ်ခုထပ်သွားရမှာမို့ကျွန်မတို့ရောက်တဲ့ကြံခဲ့ပြီးမုံကိုဖြည်းဖြည်းခံစားရင်းအိမ်ပြန်လာခဲ့တယ်။အဲ့ဒီအချိန်မှာသူ့ကိုမြင်လိုက်ရတယ်ပိန်ပိန်ပါပါရှေးလျပြီးထိတ်လန့်စရာကောင်းတဲ့လူတယောက်ကအဲ့ဒီဘသူမှမတုံတဲ့လုံချွေးကြီးတကားကနေထွက်လာတယ်။သူ့လှောက်ချဖို့ကတမျိုးပဲသူ့ခန္ဓာကိုယ်ကို ထိမထားနိုင်သလိုခြေတွေလက်တွေခြေထောက်တွေကအဆက်ဆက်နဲ့လှုပ်နေတယ်။လမ်းလျှောက်ပေါ်ကလည်းထူးဆန်းပြီးတုံ့ရင်နေသလိုပဲသူကခြေထောက်ကိုငုံကြည့်ရင်လမ်းလျှောက်နေပြီး သူ့လှုပ်ရှားဖို့ကထူဆန်းမှန်းသူ့ကိုယ်တိုင်သိတယ်လို့ခံစားရတယ်။ဒါပေမဲ့ကျုပ်တရဲ့သူ့ခေါင်းမော့လာပြီးကျမမျက်လုံးနဲ့သူ့မျက်လုံးတွေကစုံသွားတယ်။အခုခုမမှန်မှန်မှုသူ့မျက်နှာကကြောက်စရာကောင်းလွန်းနေမျက်လုံးတွေကအလွန်အမင်းဝေးကွာနေပြီးမယိုးကမတိတ်မငြိမ့်နဲ့မမှန်ကန်တယ်လို့သူကကျမကိုစိုက်ကြည့်နေတယ်။ကျမသူ့ကိုဂရုမစိုက်ပဲမုံဆိုင်အာယုံပြောင်းဖို့ကြိုးစားပေမဲ့သူကရုတ်တရက်ရွှေ့လာတယ်။ပုံမှန်လမ်းလျှောက်တာမဟုတ်ဘူး။သူကထိုးကြီးထွားကြီးလှုပ်ရှားလာပြီးဖြည်းဖြည်းချင်းလမ်းလာရာကနေ တားကောင်ကိုလိုက်ဖမ်းမဲ့ပုံစံမျိုးအထိပြောင်းလဲသွားတယ်။ကျမဘာမှမလုပ်နိုင်ခင်မှာပဲသူကကျမအနားကိုရောက်လာပြီးကျမအိတ်ကိုဆွဲယူလိုက်တယ်။အဲ့ဒီအင်အားကကျမကိုလဲကြတော့မလို့ဖြစ်သွားသေးတယ်။ကျမလဲကြည့်လိုက်တော့သူ့မျက်နှာကိုနီးကပ်မြင်လိုက်ရတယ်။တကယ်ကိုတောက်စရာကောင်းလို့နဲ့မျက်လုံးတွေကပြုတ်ထွက်နေပြီးမင်းယိုးကပုံပြက်နေတယ်။သူ့အပြုံးကရစ်ဆက်မှုနဲ့ပြည့်နေနေတဲ့အပြုံးတစ်မျိုးပဲ။မင်းအိတ်ထဲမှာပတ်စံရှိလား။သူကမေးတယ်။သူ့အတန်ကတွန်းညင်းပြီးကြွလုံးလို့ကျမအရေးပြားတွေထူကနေဖြစ်သွားတယ်။မရှိဘူးမရှိဘူး။ အဲ့လိုကျမကထစ်ထစ်အာအာနဲ့ဖြေးလိုက်ပြီးလက်တွေကတုံနေတယ်။သူကမျက်တော့မကပ်ပဲအေးဆက်ဆက်နဲ့ကျမကိုစိုက်ကြည့်နေတယ်။ရုပ်တရည်သူ့အကြည့်တွေကအနီးနားကထိုင်နေတဲ့ဇွေစီရောက်သွားပြီးသူတို့ရဲ့အစိုးရိမ်နဲ့မျက်နှာတွေကိုမြင်တော့သူ့ရဲ့အပြုံကိုကခဏရက်သွားသလိုခံစားရတယ်။အဲ့ဒီအချိန်မှာတော့သူကရဲတယ်ဒါပေမဲ့ပုံမှန်လူတစ်ယောက်ရဲ့ရေသံမဟုတ်ဘူးအထက်မှာဘာမှမရှိသလိုလူတစ်ယောက်လိုဟန်ဆောင်နေတဲ့ရေသံမျိုးပဲ ဘာလို့ဒီလောက်ကြောက်နေတာလဲသူကပြောတယ်အဲ့ဒါဆိုလုံလောက်ပြီးကျမအိတ်ကိုဆွဲယူပြီးတက်နိုင်သမျှအပြေလွှာအိမ်ကိုပြန်လာခဲ့တယ်အရောက်တော့အသက်ရှင်မွားရဘူးကြောက်တုံးလို့တကောလုံးတုံနေတယ်မိဘတွေကိုအကုန်ပြောပြလိုက်တယ်သူတို့ကထိတ်လန့်သွားပြီးအဲ့ဒီလူကိုထက်မြင်ချက်ချင်းဖုံးဆက်ပြီးပြောရမယ်လို့မာတယ်သူတို့ကချက်ချင်းတိုင်ကြားမှာပါတဲ့ဒါပေမဲ့ကျမအဲ့ဒီလူကိုထပ်မမြင်ခဲ့ရတော့ဘူးရဲအနေနဲ့အကြမ်းမှာတငငချင်းတယောက်ကကျမဖော်ပြတဲ့လူတယောက်ကိုသူလည်းမြင်ခဲ့တယ်လို့ပြောတယ် သူကအဲ့ဒီလူကအယက်မိုးနေတာလို့ပဲထင်တယ်။အဒီနားမှာအယက်ဆန်ရှိနေတာကိုကျမထွက်သွားပြီးနောက်အဲ့ဒီလူရဲ့မျက်နှာကဖြူဖြော့သွားပြီးလုံကျုံကြီးတကားစီရိုင်ထိုးရိုင်ထိုးနဲ့ပြန်သွားပြီးပြောက်ကွယ်သွားတယ်လို့သူကပြောတယ်။ဒီနေ့ထိအဲ့ဒီလူကဘယ်သူလဲဘာလို့ကျင်တာလဲမသိရဘူး။ဒါပေမဲ့သူ့မျက်နှာသူ့ကျမအိတ်ကိုဆွဲယူလိုက်တဲ့အခိုင်အတန့်ကကျမစိတ်ထဲမှာအခုထိဆွဲနေတော့မယ်။ဒီပြက်ကလွန်ခဲ့တဲ့တလလောက်ကကျမတို့မိသားစုနဲ့တူမက္ကဆီကိုကိုသွားလာခဲ့တဲ့အချိန်မှာဖြစ်ခဲ့တာပါ။အဲဒီမှာရောက်ပြီးစတုတ်တာမြောက်နေ့မှာဆန်ပီဒရိုဆိုတဲ့မြို့လေးမှာ ကျမရဲ့အဖွားအမေကြီးရဲ့မိသားစုကိုသွားလိုက်ခဲ့တယ်။အဲ့ဒီမြို့ကလက်ပါလွန်နဲ့မြို့လယ်မှာပန်းချံတစ်ခုရှိပြီးအဖွားအမေကြီးရဲ့မိသားစုကအဲ့ဒီပန်းချံရှိမှာစားတောက်စနစ်တစိုင်ဖွင့်ထားတယ်။ကျမအဖိုးကိုဘော်ဒီဘောတလုံးဝယ်ပြီးဖို့တောင်းဆိုခဲ့တယ်။သူကခွင့်ပြုပြီးကျမတို့ထွက်သွားပြီးဘော်ဒီဘောတလုံးဝယ်လာခဲ့တယ်။ပြန်ရောက်တော့ကျမတို့ရဲ့ဝမ်ကွဲညီမလေး Rose နဲ့ပိတ်ဆက်ပြီးခင်ရတယ်။ Rose ကအရန်ဖို့ယူပြီးကျမတို့ကိုမျိုးရဲလိုက်ပြဖို့ကံလန့်နေ Boss ကကျမတို့ကိုပန်းချန်တွေက Volleyball ကွင်းစီခေါ်သွားတယ်။အဲဒီကွင်းမှာ ဘောလုံးထွက်မသွားအောင်ကာရန်ထားတဲ့ပိုက်ကွန်ကြီးတစ်ခုရှိပြီးနောက်မှာတခြားလူတွေလည်းကစားနေကြတယ်။ကျမတို့ကစားရင်းပျော်နေခဲ့ပြီးရုတ်တရက်ကျမတို့ရဲ့ညီမလေးကတခုခုကိုထောက်ပြတယ်။အဲ့ဒီကွင်းပတ်လယ်မှာလမ်းလျှောက်နေတဲ့လူတစ်ယောက်ရှိတယ်။သူကငါတို့ကိုလက်ဝယ်ရမ်းပြထားတယ်။ ဲ့လိုပြောတယ်ကျမကြည့်လိုက်တော့အဲ့ဒီလူကကျမတို့ကစားနေတဲ့နေရာနာကခုံတန်းလျားပေါ်မှာထိုင်နေတယ်အစကတော့ဘာမှမထူးကြဘူးလို့ထင်ခဲ့တယ်အနီးနားမှာလူတွေအများကြီးရှိနေတာဆိုတော့ဒါပေမဲ့အခုပြန်တွေ့ကြည့်တော့ခုံတန်းလျားတွေအများကြီးလွတ်နေတာတောင်သူကကျမတို့နာကပ်ပြီးထိုင်နေတာကထူးဆန်းနေည09:34လောက်မှာကျမတို့စားတောက်ဆိုင်ကိုပြန်ဖို့အဆုံးဖြတ်လိုက်တယ်အဲ့ဒီအချိန်မှာရိုးကစားတောက်ဆိုင်နောက်ကအတောင်ကုန်းပေါ်ကနောက်ထပ်ပန်းချံတစ်ခုကိုတွားကြည့်ကြလားလို့မေးတယ်။ကျမတို့သဘောတူပြီးရိုးရဲ့ဥဆောင်မှုနဲ့လမ်းလျှောက်သွားခဲ့ကြတယ်။ တောင်ကုန်းပေါ်တရင် Rose ကစင်ပတာကိုဝင်းရထားတဲ့တောင်ကုန်းလေးကိုထောက်ပြပြီးသူအကုန်တက်ဖိုးတယ်ဆိုတဲ့အကြောင်းပြောပြတယ်။ကျမတို့နားထောင်ရင်းလမ်းဆက်လျှောက်နေခဲ့တယ်။ဒိုရီယာပန်းချံရောက်တော့ Rose နဲ့ရင်းနှီးဖို့စ조사နေခဲ့တယ်။သူကပထမဆုံးအကြိမ်တွေ့တာဆိုတော့ဒါပေမဲ့ကျမအကိုကတမျိုးပြောင်းလဲသွားတယ်ကျမတို့အလုံးမျက်ခဲပေါ်မှာထိုင်နေပြီမဲ့သူကမတက်ရက်နေတယ်ဘာကြောင့်လဲဆိုတော့မပြောပေမဲ့အခုပြန်တွေ့ကြည့်တော့သူကတခုခုကိုသတိထားမိပုံရတယ်စကားပြောနေရင်ကျမညီမလေးကရုတ်တရက်မေးတယ်ဟိုလူကမြင်ကြလား ကျမတို့သူ့ကိုလမ်းကြည့်လိုက်တယ်ဘောလီဘောခွင်းကလူလေးငါ့ကိုလက်ဝေရန်ပြခဲ့တာအဲ့လိုသူကပြောတယ်အဲ့ဒီအချိန်မှာပဲသူပေါ်လာတယ်ကျမတို့အားလုံးအေးခဲသွားတယ်သူကပန်းချန်တဲ့ကိုလမ်းလျှောက်ဝင်လာပြီးအစာပိုင်းမှာနောက်ကျောဘက်မှာထိုင်နေပေမဲ့ဖြည်းဖြည်းချင်းကျမတို့စီကိုနီးကပ်လာတယ်ရော့စ်ကထရက်ပြီးရွှေ့ကြစိုးလို့ပြောတယ်ကျမတို့အားလုံးသူ့ကိုတရီထားမိပြီဆိုတော့ပန်းချံရဲ့အစန့်ချင်ပဲဆုံးကိုရှိသွားခဲ့တယ်။ဒါပေမဲ့သူကထပ်ပြီးကျမတို့စီကိုဦးတီလာပြန်တယ်။အဲ့ဒီအချိန်မှာတော့ကပြေးလို့អော်လိုက်တဲ့ ကျမတို့ပန်းချန်တွေကနေအပြေးလောထွက်လာခဲ့တယ်။ကျမတို့ဘယ်ဘက်ကိုပြေးတော့သူကညာဘက်ကိုပြေးပြီးပျောက်သွားတယ်။အဲ့ဒီအချိန်မှာကျမယင်မိသေးတယ်။ဒါကထူးဆန်းတဲ့အခိုက်အတန့်တစ်ခုပဲလို့ထင်ခဲ့တယ်။ကျမအမလည်းယင်မိတယ်။ဒါပေမဲ့ကျမညီမလေးကတော့တကိုယ်လုံးတုန်နေပြီးမျက်ရည်ဝဲလာတယ်။ကျမအကိုကတော့တိတ်ဆိတ်ပြီးအေးဆင်းနေပေမဲ့သူ့မျက်နှာမှာဒေါသထွက်နေတာသိထားတယ်။ကျမညီမလေးကိုဖက်ပြီးဘာမှမဖြစ်ဘူး။သူကလိုက်မလာဘူးလို့ပြောပြီးခဲ့တယ်။ Ruth ကလည်းအသက်ရှင်မွားဖြစ်နေရင် အဲ့ဒီလူကိုတခါမှမမြင်ဘူးအဲ့ဒီလူမျိုးတခါမှမဖြစ်ဘူးလို့ထက်ခါထက်ခါပြောနေတယ်။ကျမတို့စားတော့ဆိုင်ကိုပြန်မှုအဆုံးဖြတ်လိုက်တယ်။အဲ့ဒီမှာမိသားစုတွေရှိနေတာမို့ပိုလုံးကြုံမဲလို့ခံစားရတယ်။ဒါပေမဲ့တောင်းခွေတော့မဲ့အချိန်မှာကျမညီမလေးကအော်လိုက်တယ်။ဟိုမှာအဲ့ဒီလူသူကရုတ်တရက်ခြံစည်းရိုးကိုခုံကျော်ပြီးကျမတို့စီကိုအပြေးလွှားလာနေတယ်။ Rose နဲ့ညီမလေးကစားတော့ဆိုင်စီကိုအပြေးသွားတယ်။ကျမအကူကတော့မတ်တက်ရပြီးမင်းတို့ပြီးလို့ပြောတယ်ကျမကတော့အေးခဲ့ပြီးမလုံနိုင်ဘူး သူကကျမတို့ရှေ့မှာရက်နေတယ်။အဲ့ဒီအချိန်မှာဒါကထူးဆန်းတဲ့တွေ့ဆုံမှုတစ်ခုမဟုတ်တော့ဘူးဆိုတာသဘောပေါက်လာတယ်။ဒါကအန်တီရရှိတယ်။ကျမအမလက်ကိုဆွဲပြီးအကိုကသွားလို့ပြောတယ်။သူကအဲ့ဒီလူရဲ့လမ်းကိုပိတ်ဖို့နောက်မှကြံခဲ့တယ်။ကျမတို့ပြေးလာခဲ့တယ်။ကျမအကိုကငါပြဿနာမလို့ခြင်းမှုလို့ပြောနေတာကိုကြားလိုက်ရတယ်။ စားတော့ဆိုင်ရောက်တော့ကျမနဲ့အမကအဘိုးနဲ့ရိုးချစ်ဝမ်းခွင့်ညမရှိတဲ့နေရာကိုပြေးသွားပြီးဖြစ်ချောင်းကုန်စင်ကိုပြော့ပြတယ်ရိုးကလည်းတကိုယ်လုံးတုံနေရင်အကုန်ရှင်းပြတယ်ရူးရဲ့အမေနဲ့အဖွားအမေကြီးကပြေးလာပြီးမဖြစ်တာလဲလို့မေးတယ်ကျမညမလေးကိုကြည့်လိုက်တော့မျက်ရည်တွေနဲ့သူ့ကိုဖက်ပြီးအခုလုံခြုံသွားပြီလို့ပြောပြခဲ့တယ်နောက်ဆုံး အဖိုးရိုးစ်ရဲ့ဝမ်ခွဲအညီမနဲ့ကျမအကိုကိုပြန်ရောက်လာတဲ့ရိုးစ်ရဲ့ဝမ်ခွဲညီမကအဲ့ဒီလိုကကျမအကိုကိုအော်ခဲ့ပြီးသူ့အိမ်ကအဲ့ဒီနေရာမှာပဲတယ်လို့ပြောတယ်။ဒါပေမဲ့ရိုးစ်ရဲ့ဝမ်ခွဲညီမကသူကအဲ့ဒီမှာမနေဘူးပူပြီးတဲ့နေရာမှာနေတာလို့ပြောတယ်။ကျမအကိုကနင်းအဆင်ပြေလားလို့မေးတော့သူကအေးပြီးဒါပေမဲ့အဲ့ဒီလူကရန်လူဖို့စူးစမ်းပြီးငါတို့ကိုလက်ညှိုးထိုးပြသေးတယ်လို့ပြောတယ်။ဒါပေမဲ့အဲ့ဒီလူကအဲ့ဒီမှာမရက်ဘူး။ သူကလမ်းတစ်ဖက်ကိုပြေးသွားပြီးတစ်ပင်တစ်ပင်ကအကိုင်းတစ်ခုကိုဆွဲဖြက်ပြီးအယူတယောက်လိုအော်ရင်းကျမတို့ကိုစိုက်ကြည့်နေတယ်။သူလမ်းလျှောက်ပုံနဲ့အပြုတ်မူတွေကြည့်ရင်တကုတ်ကူမိုးရင်နေတယ်လို့ထင်ရပေမဲ့တကယ်တော့ဘာမှမသိရဘူး။တယောက်ယောက်ကိုပြောပြရင်ကြောက်စရာမဟုတ်ဘူးလို့ထင်ကောင်းထင်နိုင်ပေမဲ့အရိညာကကျမတို့အလုံးထိတ်လန့်စေခဲ့တယ်။အစိုးဆုံးကသူ့မှာအိတ်တလုံးပါလာတာအဲ့ဒီအိတ်ထဲမှာဘာပါလဲဆိုတာအခုဒီတွေ့ရင်စိတ်မေးကြီးဖြစ်နေတယ် ကံကောင်းတာကအဲ့ဒီလူကိုထပ်မမြင်ရတော့ဘူးခရီးတစ်လျှောက်လုံးလုံခြုံခဲ့တယ်ဒါပေမဲ့ကျမတို့ကိုအမြဲတမ်းနောက်ကိုလှည့်ကြည့်ရင်တတိထားနေခဲ့ရတယ်ဒါကသင်္ကန်းသားတစ်ခုပဲပတ်ဝန်းကျင်ကိုအမြဲတတိထားပြီးဘသူကမင်းကိုစောင့်ကြည့်နေလဲဆိုတာဂယူဆိုင်ပါကျွန်တော်နာမည်ကတီအိုတို့ပါဂရိကလူပါလုံးခဲ့တဲ့စနေလောက်ကကျွန်တော်အသက်17နှစ်သို့မဟုတ်17နှစ်လောက်မှဖြစ်ခဲ့တဲ့အကြောင်းစရာအတွေ့အကြုံတစ်ခုကိုပြောပြခြင်းပါတယ်။အဲ့ဒီအချိန်ကအားလိုက်ရဖြစ်ပြီး ကျွန်တော်တို့အဖူအဖွားအိမ်မှာနေနေခဲ့တယ်ကျွန်တော်နဲ့ကျွန်တော်ညီကပုံမှန်အဖြစ်အဲကန်းတဲ့ကတကားနဲ့မျက်နှာမူထားတဲ့နှစ်ယောက်အိတ်ကလေးမှာအိတ်လေးရှိတယ်ဒါပေမဲ့အဲ့ဒီညမှာအဖွားကကျိုးရိုးထိခိုက်ထားတာမို့အဲ့ဒီကလေးကိုလိုအပ်နေတယ်အဲဒါကြောင့်ကျွန်တော်တို့ဧည့်သည်အခန်းထဲမှာအိတ်ခဲ့ရတယ်အဲ့ဒီအခန်းမှာကလေးတယောက်အိတ်နှလုံးရှိပြီးကျွန်တော်ကပြတင်းပေါက်ဘေးကကလေးမှာအိတ်ခဲ့တယ်ပြတင်းပေါက်ကအပြင်ကလမ်းဘက်ကိုမျက်နှာမူထားတယ်ကျွန်တော်တို့မီးပိတ်ပြီးပြတင်းပေါက်ကကိုပိတ်ကညာ၁၁လောက်မှာအိတ်ဖို့ပြင်ဆင်ခဲ့တယ် ဒါပေမဲ့ညလယ်မှာကျွန်တော်နိုးလာခဲ့တယ်တခုခုကိုကြားလိုက်ရတယ်ဗီဒီယိုပေါက်မှာတက်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 နဲ့ထုတ်နေတဲ့အတန်းကျွန်တော်ချက်ချင်းစိတ်မသက်မသာဖြစ်သွားတယ်ကျွန်တော်ညီကိုနှိုးဖို့ကြိုးစားပေမဲ့သူကအိပ်ပျော်နေတော့မယ်အစာပိုင်းမှာကျွန်တော်ထင်မိတာကကျွန်တော်တို့ရဲ့ဝမ်ခွဲအမမီလီဖြစ်နိုင်တယ်လို့ပဲမီလီကအဖွားအရင်အပေါ်ထက်မှနေပြီးနွေရည်မှာအရက်မှုပြီးအိမ်ပြန်လာတတ်တယ်အခါတလေတော့မိသွားလို့ကျွန်တော်တို့ကအာယုံပြီးဖို့ကြိုးစားနေတာမျိုးလည်းရှိတယ်မလို့ကျွန်တော်ခေါ်ကြည့်ပေမဲ့ဘာသာမှထွက်မလာဘူး ကျွန်တော်ထပြီးအဖွားမနှိုးအောင်တိတ်တိတ်လေးအေကန်ထဲကိုသွားပြီးရှီတကောက်ကိုဖွင့်ကြည့်တယ်။အပြင်မှာဘယ်သူမှမရှိဘူး။ဒါပေမဲ့အဲ့ဒီအခန်းရဲ့ပြတင်းပေါက်ကိုမြင်လိုက်တော့လက်သေးနဲ့ချစ်ထားတဲ့ရှီလျားတဲ့အမတ်သားတွေကိုမြင်လိုက်ရတယ်။ပြတင်းပေါက်ကိုထုတ်နေတဲ့သူကဖြည်းဖြည်းချင်းထုတ်တာမဟုတ်ဘူး။ရန်လိုတဲ့ပုံစံနဲ့ပြင်းပြင်းထန်ထန်ချစ်ထားတဲ့အမတ်အသားတွေပဲကျွန်တော်အပြေးအလွှာအိမ်ထဲကိုပြန်ဝင်ပြီးတကောက်ကိုတော့ခတ်လိုက်တယ်။အဲ့ဒီအခန်းထဲပြန်ရောက်တော့ဂရင်ပေါ်တက်ပြီးနှလုံးခုန်တဲ့ကဘုံ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 နဲ့ထိတ်လန့်နေတော့ပဲထပ်ပြီးအဲ့ဒီအတန်က တက်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 နဲ့ဗတဲ့ပေါက်ကနေထွက်ထွက်လာပြန်နေကျွန်တော်စောင်းအောင်မှာပုံပြီးတကုံလုံးအိတ်ခက်နေတယ်လိုက်ကောက်ကိုဖွင့်ပြီးအပြင်မှာဘသူလဲဘာလဲဆိုတာသိချင်လုံလို့စိတ်ထဲမှာတိုက်ပွဲဖြစ်နေတယ်လို့ပဲဒါပေမဲ့ဗီဇာကမဖွင့်နဲ့လို့အော်ပြောနေတယ်လို့ခံစားရတယ်အရင်အတိုင်းညတညလုံးကြောက်လုံးလို့အိတ်မပြောပဲနောက်ဆုံးပင်မလုံးလို့တတိလက်သွားတယ်လို့အိတ်ပြောသွားတယ်မနက်မိုးလင်းတော့ကျွန်တော်အဖွားကိုချက်ချင်းမေးလိုက်တယ်မီလာအိမ်ပြန်ရောက်ပြီလားအဖွားအဖွားကမျက်လုံးပြူပြီးမဟုတ်ဘူးမီလာကတပတ်လုံးမြို့ပြန်ထွက်သွားတယ်အဲ့လိုပြောတယ် အဲ့ဒီစကားကြတော့ကျွန်တော်တကူလုံးအေးဆက်သွားတယ်ကျွန်တော်တို့နေတဲ့မြို့ကသေးလွန်းနေမြို့လိုတော့မခေါ်နိုင်ဘူးရွာလေးတရွာလောက်ပဲဟိုတယ်မရှိဘူးသစိမ်းတွေညအိပ်ဖို့နေရာမရှိဘူးအနည်းဆုံးအေးဆီယာနေရာရှိတဲ့မြို့ကဘာဖြစ်ပြီးအဲ့ဒီကတနအိခွဲလောက်ဝေးတယ်အဲ့ဒီညမှာကျွန်တော်တို့ပြတင်းပေါက်အပြင်မှာရှိနေတဲ့သူကတစိမ်းတယောက်ဖြစ်ဖို့မဖြစ်နိုင်ဘူးဒါဆိုဒေသခံတယောက်ဖြစ်ရမယ်အစကတော့ဒါကနောက်ပြောက်မှုတစ်ခုလို့ထင်ခဲ့တယ်အဲ့ဒီရွာမှာကလေးနှစ်ယောက်ပဲရှိတယ်သူတို့ကညီကိုနှစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့လိုအားလျက်တွေအတွက်လာနေတာပဲသူတို့ကစုံညံပြီးကျွန်တော်နဲ့ကျွန်တော်ညီကိုအမြဲစနောက်တတ်တယ်ဒါကြောင့်ကျွန်တော်သူတို့အိမ်ကိုလမ်းလျှောက်လာပြီးခေါင်းလောင်းကိုထိုးကြည့်တယ်ဘယ်သူမှမရှိဘူးအင်ဒီဂျင်တယောက်ကမေးတော့အိုးအဲ့ဒီမိသားစုကလွန်ခဲ့တဲ့နှစ်ရက်ကလေးကမြို့တော်ကိုပြန်သွားပြီးအဲ့လိုပြောတယ်ဒါဆိုမီလာမဟုတ်ဘူးရွာလေးကတခြားကလေးလည်းမဟုတ်ဘူးဒါဆိုကျွန်တော်တို့ပြတင်းဘက်ကိုထုတ်နေတာဘယ်သူလဲဒီနေ့ထိအပြင်းမသိရဘူးဒါပေမဲ့အဲ့ဒီကောင်မပွင့်ခဲ့တာကျွန်တော်အယံဝန်းတာတယ်ဖျားသိတယ် ဖွင့်လိုက်ရင်ဘာတွေမြင်ရမလဲဆိုတာ